တောင်ပြည်မိုးကုတ်ခရိုင်မိုးကုတ်မြို့မှာပြီးခဲ့တဲ့မေလ24ရက်နေ့ကတောင်ပြည်ရဲ့တပ်ဖွဲ့ကနေရှောင်းတကင်စစ်ဆေးတာပြုလုပ်ခဲ့ပါတယ်။အဲ့ဒါလို့ရှောင်းတကင်စစ်ဆေးတာကိုတောင်ပြည်ရဲ့မိုးကုတ်ခရိုင်မိုးကုတ်မြို့နယ်ကတပ်ဆိုင်ရဲ့အရက်တပ်ဖွဲ့တွေမြို့တွင်လက်လံစစ်ဆေးခဲ့တာဖြစ်ပြီးတော့မူရစေဝါရောင်းဝယ်သူ3ဦးနဲ့တုံဆွဲသူ5ဦးဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့မူရစေဝါရောင်းဝယ်သူတွေစီမှာရမလို့ခေါ်တဲ့စိတ်ကြွရွတ်တုဇေပြ15ထုံးနဲ့200ခုနှစ်ပြား ဘိန်းဖြူပလင်တုံပလင်ဖန်စီရမိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဖန်စီရမိတဲ့မြွေစေဝါရောင်းဝယ်သုံးဆွဲသူတွေကိုတောင်းပြည်ရဲ့တပ်ဖွဲ့ကမြွေစေဝါတက်ဖြည့်ရဲ့ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။တောင်းပြည်ရဲ့တပ်ဖွဲ့အနေနဲ့ပြီးခဲ့တဲ့မေလ23ရက်နေ့ကလည်းမိုးကုံမြို့တန်လွန်တောင်ရက်ကွက်မှာနေထိုင်တဲ့အတက်40အရွယ်အမျိုးသားတဦးစီမှာအထောက်30ပါတဲ့စိတ်ကြွရွတ်တုစေပြကတ်19ကက်တင်းစီရမိတလို့ ဘိမ်းမဲသုံးပိတ်တာနဲ့ဘိမ်းဖြူတွေရှာဖွေတင်စီရမိခဲ့ပါတယ်။တောင်းဖြစ်အတွင်ဖန်စီရမိတဲ့မြွေစေဝါရောင်းဝယ်သူတွေကိုထောင်ဒဏ်နဲ့အတူအေးအေးယူသွားမှာဖြစ်ပြီးမြွေစေဝါသုံးဆွဲသူတွေကိုတော့အကျင့်စာရိတာပြုပြင်ရေးစခန်းမှာ၆လကြာအကျင့်စာရိတာတွေပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ကျမလူပူလိုပါပါရှင်။